This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. Minglava Kamya. အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွင့်ဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတို16မီတာစက္ကန့်ဒသမ9 MHz ညပိုင်း၈နာရီခွဲမှလိုင်းတို25မီတာ17ဒသမ6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပြီ။မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပြီ။ မနိုင်ငံသူနိုင်ငံသားအပေါင်းတပါဝါပြီးဆရာနာရှင်ပြီးတော့ကနေကင်ဝေးပြီးကိုစိတ်နှစ်ပါးပြီးကင်းလုံးုံကြပါစေလို့ရေဒီယိုအန်ယူဂျီခွဲသားများကနေဆူတောင်းမြတ်တာပို့သားလာရပါတယ်။အခုချိန်ကစပြီးရေဒီယိုအန်ယူဂျီရဲ့မလ29ရက်နေ့ညပိုင်းစီစဉ်များကိုထုတ်လွှင့်ပြီးတော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းကောက်နှုတ်ချက်တွေနဲ့ငလင်သတင်းတွေကိုတော့ຫນွေဦးနိုင်ကဖတ်ကြားတင်ပြပေးပါတော့မရှင်။ င်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မတ်လ29ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG ရဲ့စီရေးနဲ့ငလျင်ဘေးတံသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတော်ဝန်ငလျင်ဘေးတံခံရချိန်မှာအချမ်းဘက်စစ်ကောင်စီကစကိုင်းတိုင်းပဲခူးတိုင်းနဲ့ရှမ်းမြောက်ဒေသကိုလေကြောင်းကားနေတိုက်ခိုက်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ် မြန်မာနိုင်ငံတဝန်းငလျင်ဘေးတံခန်းစားနေရချိန်မှာအကြံဖက်စစ်ကောင်စီတပ်ကသကိုင်းတိုင်းပဲခူးတိုင်းနဲ့ရှမ်းမြောက်ဒေသကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ဒေသသတင်းရင်းမြစ်တွေကဆိုပါတယ်။မနေ့ကမက်လာ28ရက်နေ့မိုးလွယ်ပိုင်းကမြန်မာနိုင်ငံအလဲပိုင်းဒေသကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်မြန်မာပြည်သူတွေအထိဒုက္ခရောက်နေချိန်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ ပြင်အားခွန်ဒသမခွန်အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်သွားခဲ့တာကြောင့်ငလင်တန်းခံရတဲ့စကိုင်းမန္တလေးမကွေးပဲခူးတိုင်းနေပြည်တော်ကောင်းစီနယ်မြေနဲ့ရှမ်းပြည်နယ်အရှိမြောက်ပိုင်းဒေသတွေကိုစစ်ကောင်စီကတဘာဝ BNDA ဆိုင်ရာစီမံခန့်ခွဲမှုအရေးပေါ်အခြေအနေကျညာခဲ့ပေမဲ့တပ်ဖက်မှာအရသာပြည်သူတွေနေထိုင်ရာနေရာတွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ စစ်ကောင်စီဟာစကိုင်းတိုင်းထဲကချောင်းဦးမြို့နယ်ကိုမတ်လ28ရက်နေ့ညပိုင်းမှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပဲခူးတိုင်းဖြူးမြို့နယ်စစ်တောင်းမြေအရှိတ်ဘက်ကိုမုံလွဲ2နာရီနဲ့3နာရီကြားမှာတိုက်ခိုက်ခဲ့တယ်လို့မုံလွဲ2နာရီနဲ့2နာရီကြားမှာရှမ်းမြောက်ဒေသနောင်ချုံမြို့နယ်ကိုဘုံကျဲတိုက်ခိုက်သွားတာလို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်မြန်မာနိုင်ငံအလဲပိုင်းဒေသတစ်ခုလုံးနဲ့ဆက်ဆက်ဒေသတွေကပြည်သူတွေဟာကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ ်ခင်ဗျာဆက်လက်ပြီးငလင်ကြောင်ထိခိုက်ဒဏ်ရာရသူတွေကိုလာရှိုးကျမ်းမာရေးဌာနကအခမဲ့ကုသပေးမယ်လို့ MNDAA ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်မြန်မာနိုင်ငံအလေပိုင်းကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်ထိခိုက်ဒဏ်ရာရသူတွေကိုလာရှိုးကျန်းမာရေးဌာနကအခမဲ့ကူတာပေးမယ်လို့ကိုကန့်တက်မတော် MNTAA ထုတ်ပြန်ကြေညာထားပါတယ်။မနေ့ကမလ28ရက်နေ့မွန်လွဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်းကြောင့် မန္တလေးစကိုင်းမြို့နဲ့ဆက်ဆက်ဒေသတွေမှာထိခိုက်ဒဏ်ရာရသူတွေများစွာရှိနေတာကြောင့် MNDAA ဘက်ကအခုလိုထုတ်ပြန်ကြေညာလိုက်တာပဲဖြစ်ပါတယ်။အထူးဒေသတစ်လာရှိုးမြို့ကျမ်းမာရေးဌာနအနေနဲ့လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ငလင်တန်ကြောင့်ထိခိုက်ဒဏ်ရာရသူတွေကိုစေကူသားမှုခံယူမယ်ဆိုရင်အခမဲ့ကူသပေးမယ်လို့အထူးဒေသတစ်ကျမ်းမာရေးဌာနတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်။လုံခြုံရေးအခြေအနေတွေကြောင့်ငလင်တန်တဲ့ဒေသကလူနာတွေကိုတွားရောက်ခေါ်ယူပြီးတော့စေကူသားပေးတာမျိုးမလုပ်နိုင်သေးပေမဲ့အေး းပေါ်ကျုံလာရင်တော့ကုညီပေးဖို့အသင့်ပြင်ထားတယ်လို့ MNDAA အထူးဒေသတင့်ငလင်တန်ကုညီကေဆယ်ရေးအဖွဲ့ကအရေးပေါ်ကြေညာထားပါတယ်။ အထူးဒေသတဲ့ဂျမ်းမာရေးဌာနနဲ့သက်ဆိုင်ရာဌာနတွေအပါအဝင်လူမှုကွန်ရီအသင်းအဖွဲ့တွေဘက်ကလူအင်အားစေးပစ္စည်းနဲ့တည်ယူပို့ဆောင်ရေးရင်းတွေအစဉ်အသင့်ပြင်ဆင်ထားတယ်လို့သိရပါတယ်။လက်တလုံးမှာစစ်ကောင်စီနဲ့ညှိနှိုင်းလို့မရသေးတဲ့အတွက် MNDAA ဘက်ကငလင်တန်တဲ့လူနာတွေကိုတွားရောက်ခေါ်ယူနိုင်တာမျိုးမရှိသေးဘူးလို့သိရပါတယ်။ MNDAA ဟာလာရှိုးနဲ့ကိုကန့်ဒေသကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့တပ်ဖွဲ့ဖြစ်ပြီးတော့လက်ရှိမှာတရုတ်အစိုးရရဲ့ဂျာဝင်ညှိနှိုင်းပေးမှုကြောင့်စစ်ကောင်စီနဲ့အပြစ်ရက်ဆဲထားတာလည်းဖြစ်ပါရယ်ခင်ဗျာ။ ဆက်လက်ပြီးမြန်မာငလင်ဘေးအတွက်တရုတ်နဲ့အိန္ဒိယအကူအညီများစတင်ရောက်ရှိတဲ့သတင်းကိုတင်ပြပေးပါမယ်။မြန်မာငလင်ဘေးအတွက်တရုတ်နဲ့အိန္ဒိယအကူအညီများစတင်ရောက်ရှိတယ်လို့သတင်းရရှိပါရယ်။မလ29ရက်နေ့မနက်9:00နာရီ10မိနစ်မှာတရုတ်နိုင်ငံယူနန်ပြည်နယ်မှာကေဆေးအီစေကူတာမှုအဖွဲ့ဝင်38ဦးရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တကူရောက်ရှိခဲ့ကြပါရယ်။အဆိုပါအဖွဲ့ဟာမြန်မာနိုင်ငံရဲ့ငရင်ဘေးအန်ဂျယ်ဖြစ်ပွားပြီးတဲ့နောက်အချိန်မီအရေးပေါ်ကူညီရန်ညနေအထိခရီးဆက်လာကာ ငလျင်ဖြစ်ပြီး16နာရီအတွင်းမြန်မာနိုင်ငံသို့ပထမဆုံးရောက်ရှိလာတဲ့အပီပီဆိုင်ယာကေဆေးရီအဖွဲ့ဖြစ်တယ်လို့တရုတ်နိုင်ငံတန်ယုံရန်ကုန်ကဖော်ပြထားပါတယ်။အလားတူအိန္ဒိယလေတပ်ရဲ့ပထမအကြိမ်လေရင်မြန်မာငလျင်အတွက်အကူအညီပစ္စည်းများတင်ဆောင်ပြီးရန်ကုန်လေဆိပ်ကိုမတ်လ29ရက်နေ့မနက်ပိုင်းမှာဆက်ရောက်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီး UWSC တပ်ဖွဲ့မှငလင်ဘေးတင်ဒေသရှိ ပြည်သူများအားဝန်နေချောင်းတုံလွာနဲ့အတူငွေကျပ်တန်း2000ကုညီလှူဒန်းမယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ UWSC တပ်ဖွဲ့မှငလင်ဘေးတင်ဒေသမှာရှိတဲ့ပြည်သူများအားဝန်နေချောင်းတုံဝန်လွာနဲ့အတူငွေကျပ်တန်း2000ကုညီလှူဒန်းမှာဖြစ်ကြောင်းမက်လ28ရက်နေ့ညပိုင်းမှာဝါပြည်နယ်ပြင်ပဆက်ဆံရေးယုံတာဝန်ခံဦးညီရန်ကအသိပေးဆိုထားတာပါမိမိတို့ UWSC တပ်ဖွဲ့မှငလင်ဘေးတင်ဒေသမှာရှိတဲ့ပြည်သူများအားဝန်နေချောင်းတုံဝန်လွာနဲ့အတူငွေကျပ်တန်းပေါင်း2000 ကူညီလှူဒါန်းသွားမှာဖြစ်ကြောင်းပနာမသိရပါတယ်လို့ဖော်ပြထားပါတယ်။မလ28ရက်နေ့မွန်လွယ်ပိုင်းလှုပ်ခတ်ခဲ့တဲ့ဖြတ်အားပြင်းငလျင်ကြောင့်ရှမ်းပြည်နယ်အောင်ပန်းနဲ့အင်းလီစတဲ့နေရာများမှာလည်းငလျင်တန်ခံခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးငလင်တန်းတင်ပြည်သူများကုညီရေးအတွက်အရေးပေါ်ရန်ပုံငွေလှူဒန်းရရှိမှုငွေစရင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ယုံထုတ်ပြန်တဲ့တရင်ကိုတင်ပြပေးပါမယ်။ငလင်တန်းတင်ပြည်သူများကုညီရေးအတွက်အရေးပေါ်ရန်ပုံငွေလှူဒန်းရရှိမှုငွေစရင်ကိုကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ယုံကမလ29ရက်နေ့7တနာရီ32မိနစ်အထိလက်ခံရရှိငွေစရင်များထုတ်ပြန်ထားပါရယ်။ NUG ထိန်းချုပ်ထားတဲ့ဒေတာများမှရှိတဲ့စာနယ်ရိက္ခာနဲ့အရေးပေါ်အကူအညီလိုအပ်နေတဲ့ငလင်တန်းတင်ပြည်သူများကိုဒေတာကန်အုပ်ချုပ်ရေးနဲ့လူမှုအဖွဲ့အစည်းများမှတဆင့် ကုညီလုပ်ငန်းများကိုစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ရရှိငွေအလုံးကို NUG MOHATM တို့ပေးပို့သွားမှာဖြစ်တယ်လို့ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးကဆိုထားပါတယ်။2025ခုနှစ်မတ်လ28ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့သကိုင်းငလျင်ကြီးကြောင့်ထိခိုက်နေနာကြရတဲ့မြန်မာပြည်သူများအားကုညီစောင့်ရှောက်ပေးရန်အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BND ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနမှအရေးပေါ်ရန်ပုံငွေထူထောင်ပြီးဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးနိုင်ငံတကာအစိုးရများနဲ့နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များအနေနဲ့ငလင်းတန်းခန်းစားနေရသူတွေကိုလူသားချင်းစာနာထောက်ထားရေးဆိုင်ရာအကူအညီတွေပံ့ပိုးပေးဖို့ IEC တိုက်တွန်းတဲ့တရင်ကိုတင်ပြပေးပါမယ်။နိုင်ငံတကာအစိုးရများနဲ့နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များအနေနဲ့ငလင်တန်းခန်းစားနေရသူတွေကိုလူသားချင်းစာနာထောက်ထားရေးဆိုင်ရာအကူအညီတွေပံ့ပိုးပေးဖို့ကရင်ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ မနေ့ကမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ဘေးအန္တရာယ်နဲ့ပတ်သက်လို့ IEC ကစကိုင်းနဲ့မန္တလေးတိုင်းအပါအဝင်နိုင်ငံတဝန်းလုံးငလင်တန်းခန်းစားနေရတဲ့ပြည်သူတွေအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားရေးဆိုင်ရာအကူအညီတွေပံ့ပိုးပေးဖို့တိုက်တွန်းတောင်းဆိုလိုက်တာပဲဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားရေးအကူအညီပေးရမှာအမှန်တကယ်လိုအပ်နေတဲ့အောက်ခြေပြည်သူတွေစီဓာတ်ရိုက်ရောက်ရှိစေရေးဒေသခံအရေးပတ်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပေးဖို့လည်းအလေးအနက်ထားတိုက်တွန်းထားပါတယ်။တရားမဝင်အာဏာသိမ်းစစ်တပ်ကငလင်ဘေးကိုအကြောင်းပြုပြီးတော့ပုံမှုဆိုးရွားတဲ့ဖိနှိပ်ကန့်သတ်မှုတွေလှုံ့ဆော်လာနိုင်တာကိုလည်းတတိကြီးစွာနဲ့တုံ့ပြန်ရမယ်လို့အသိပေးထားပါတယ်။ကရင်နီပြည်မှာလည်းငလင်လှုပ်ခတ်မှုတန်တက်ရောက်ခဲ့တာရှိပြီးတော့ထိခိုက်ပျက်စီးတာတွေအများအများမရှိခဲ့ပေမဲ့ပြည်သူလူထုအနေနဲ့တုံ့လောက်ချောက်ချားနေကြတယ်လို့သိရပါတယ်။ငလင်တန် ောက်ဆက်တွဲအနေနဲ့ပြည်သူတွေအငတ်ဘေးနဲ့ပုံပုံကြုံလာရနိုင်ပြီးတော့ဘေးထွက်ဆိုးကျိုးတွေရှိလာမှာကိုလည်းအလွန်စိုးရိမ်ရတဲ့အတွက်ကြောင့်ပြည်သူလူထုအနေနဲ့သက်ဆိုင်ရာဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေလူမှုကေဆေးရေးအသင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့တဘာဝဘေးရန်တွေရဲ့ဆိုင်ရာအတွက်ကြိုတင်ကာကွယ်ပြင်ဆင်တာတွေလှုပ်ရှားကြဖို့နှိုးဆော်ထားပါတယ်။ဒါပြင်ငလင်ဘေးအန်တီရဲ့ကြောင့်ကရင်ပြည်အတွင်းလာရောက်ခိုလုံလို့တဲ့ပြည်သူတွေရှိမယ်ဆိုရင်လာရောက်ခိုလုံနိုင်ပြီးတော့အတက်နိုင်ဆုံးကြိုးစုပံ့ပိုးပေးမယ်လို့အတိပေးဖိတ်ခေါ်ထားပါတယ်။ကရင်ပြည် ဂျားကာလာအုပ်ချုပ်ရေးကောင်စီအနေနဲ့ KNDP ကအင်အားစုတွေနဲ့ပူးပေါင်းပြီးတော့ငလင်တန်ကြောင့်ထိခိုက်နေတာဆုံးရှုံးခဲ့ရသူတွေကိုပံ့ပိုးကူညီတာတွေလှုပ်ဆောင်သွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်ခင်ဗျာဆက်လက်ပြီးငလင်ဘေးတန်တင်ပြည်သူများအထွတ်ကုညီကေစေရေးစာနယ်ဇင်းခါထောက်ပံ့ရေးပြန်လည်နေရာချထားရေးကိစ္စရပ်များအထွတ်လူသားစာနာဝန်ကြီးဌာနသို့ဓာတ်ရိုက်လှူဒန်းနိုင်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ် အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်ဒီဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့်လက်တလောငလင်ဘေးတန်ကြောင့်အရေးပေါ်ထောက်ပံ့အကူအညီလိုအပ်လျက်ရှိတဲ့နေရာဒေသအသီးသီးမှငလင်ဘေးတန်တင်ပြီးသူများအတွက်အကူအညီကယ်ဆယ်ရေးစာနေအခါထောက်ပံ့ရေးပြန်လည်နေရာချထားရေးကိစ္စရပ်များအတွက်ဝန်ကြီးဌာနရဲ့ QR code များသို့ဓာတ်ရိုက်ပါဝင်လှူဒါန်းနိုင်တယ်လို့အသိပေးဖော်ပြထားပါတယ်။လက်ခံရရှိတဲ့အကူအညီကယ်ဆယ်ရေးအလှူငွေများကိုငလင်ဘေးတန်တင်ပြီးသူများထံသို့မြေပြင်မှာရှိတဲ့ဓာတ်ရိုက်ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းများနဲ့ချိတ် းဆက်ထောက်ပံ့ပေးသွားမယ်လို့ဆိုထားပါတယ်ခင်ဗျာဆလပီငငလင်ဘေးတန်တဲ့မြန်မာပြည်သူများအတွက်အရေးပေါ်အကူအညီအဖြစ်ယူရို1.5တန်း EU ထောက်ပံ့မယ်ဆိုတဲ့သတင်းကို တင်ပြပေးပါမယ်။ဥရောပသမဂ္ဂ EU အနေနဲ့မြန်မာနိုင်ငံကငငလင်ဘေးတန်တဲ့ပြည်သူတွေအတွက်ကနေဦးအနေနဲ့အရေးပေါ်အကူအညီအဖြစ်ယူရို1.5တန်းကူညီပံ့ပိုးပေးဖို့ဆုံးဖြတ်လိုက်တယ်လို့ဒီကနေ့မတ်လ29ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။လူအများပြားတည်ဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်စီခဲ့တဲ့အင်အားပြင်းငလင်လှုပ်ခတ်ခဲ့တာအတွက် EU ကလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်အခုထောက်ပံ့မဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာခွဲဝေချထားပေးမှုဟာမြန်မာနိုင်ငံကအထူးခိုက်လွယ်ဆုံးသူတွေအတွက်အရေးပေါ်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့နဲ့အသက်တွေကိုကယ်တင်ဖို့အတွက်အထောက်အကူဖြစ်စေမယ်လို့ EU ထုတ်ပြန်ချက်ကဆိုထားပါတယ် EU အနေနဲ့နောက်ထပ်အကူအညီတွေပေးအပ်ပံ့ပိုးပေးနိုင်ဖို့အတွက်မြေပြင်အခြေအနေနဲ့လိုအပ်ချက်တွေကိုအကဲဖြတ်နေတယ်လို့လည်းအသိပေးထားပါတယ်မြန်မာနိုင်ငံကငလျင် င်တန်သင့်ပြည်သူတွေအတွက်ကနဝူးအနေနဲ့အရေးပေါ်အကူအညီအဖြစ်ယူရို2.5တန်းကူညီပံ့ပိုးပေးဖို့ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့်အခုခွဲဝေချထားပေးမှုနဲ့ဆိုရင်အခုနှစ်အတွင်းမြန်မာနိုင်ငံအတွက်ထောက်ပံ့တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအရဆိုရင်စုစုပေါင်းယူရို35တန်းအထိ ရောက်ရှိသွားပြီလို့သိရပါတယ်။နိုင်ငံတကာအစိုးရများနဲ့နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များအနေနဲ့ငလင်တန်ခန်းစားနေရသူတွေကိုလူသားချင်းစာနာထောက်ထားရေးဆိုင်ရာအကူအညီတွေပံ့ပိုးပေးရမှာအမှန်တကယ်လိုအပ်နေတဲ့အောက်ခြေပြည်သူတွေစီတိုင်းရိုက်ရောက်ရှိစေရေးဒေသခံအရေးပတ်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပေးဖို့ကရင်ပြည်ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကတိုက်တွန်းချပါရခင်ဗျာ။အခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နဲ့မင်းတီရန်တို့ကပေးပို့ထားတာပဲဖြစ်ပါရခင်ဗျာ။ ဗီဒီယိုညကြီးရဲ့ညပိုင်းစီစဉ်တွေကိုဆက်လက်တင်ပြနေပါတယ်။အခုဆက်လက်ပြီးနားဆင်ကြရမှာကတော့ပြည်တွင်းသတင်းများကိုຫນွေဦးမွန်ကဖတ်ကြားတင်ပြပေးပါရမရှင်။မင်္ဂလာညချမ်းမ2025ခုနှစ်မလ29ရက်နေ့ရေဒီယို NUG ပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်။ဒီမှာကတော့ຫນွေဦးမွန်မှာ ပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ငလီတန်းသင်းပြည်သူတွေကိုအစွမ်းကုန်ကူညီကြဖို့ကာကွယ်ဝင်ကြီးညွှန်ကြားတဲ့သတင်းပဲဖြစ်ပါတယ်။ပြည်သူ့ကာကွယ်တပ်မတော် PDF နဲ့ပြည်သူ့ကာကွယ်ဖွဲ့တွေဖြစ်တဲ့ပကဖပအာဖအဖွဲ့တွေနေနဲ့ထိန်းချုပ်နယ်မြေတွင်းမှာရှိတဲ့တော်လေးဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီးငလီတန်းသင်းပြည်သူတွေကိုအစွမ်းကုန်ကူညီပေးကြဖို့မြူသားညညွေအစိုးရ NUG ကာကွယ်ဝင်ကြီးဌာနဝန်ကြီးဦးရင်မွန်ကညွှန်ကြားလိုက်ပါတယ်။ပြင်းထန်ငလျင်တဲ့ကြောင့်တဘာဝဘေးကြုံတွေ့ခဲ့ရတဲ့ပြည်သူတွေရဲ့အခက်အခဲတွေကိုပြည်သူ့ကာကွယ်တပ်မတော်နဲ့ပြည်သူ့ကာကွယ်အဖွဲ့တွေအနေနဲ့ မိမိတို့နယ်မြေအတွင်းကတော်လင်းဖွဲ့စည်းတွေနဲ့ပေါင်းဆက်ညီနိုင်ပြီးတပ်စွမ်းသမျှဆောင်းကုန်ကူညီဆောင်ရွက်ပေးကြဖို့လိုအပ်ချက်တွေဆောင်ရွက်ထားမှုခြေနေမှတ်တမ်းတွေကိုသက်ဆိုင်ရာကုကဲမှုအစဉ်စဉ်ကတစဉ်တင်ပြဆောင်ရွက်ကြဖို့ညွှန်ကြားလိုက်တာဖြစ်ပါတယ်။ဒီချိန်ထဲမှာပဲမြို့သားညီညွတ်အစိုးရပအာဖပကဖအဖွဲ့ဝင်တွေနဲ့ပြည်သူလူထုပူပေါင်းပြီးစကိုင်းတိုင်းအတွင်းက KI ချင်းဆက်လမ်းပေါ်မှာကူညီကဲဆဲလုပ်ငန်းတွေဆောင်ရွက်နေတဲ့မတန်တပ်ပုံတွေလည်း NGO ကဒီနေ့မလ29ရက်မနက်ပိုင်းမှာထုတ်ပြန်ထားပါတယ်။ မြို့သားညီညီအစိုးရအနေနဲ့ငင်းလုံပြီးနိုင်ပိုင်းအကြမှာပဲအေးပေါ်စီဝေးခေါ်ယူပြီးလုတ်ကိုင်းဆောင်ရွက်တဲ့ကိစ္စတွေကိုလုတ်ကိုင်းနေတယ်လို့ကာကွယ်ဝန်ကြီးဌာနအမိုဒီအနေနဲ့လည်းသက်ဆိုင်ရာ PDF တွေပြည်သူ့ပကဖတွေကိုညွှန်ကြားချက်တွေထုတ်တယ်လို့ပြည်ထောင်နဲ့လူမှုကြီးကြပ်ဝန်ကြီးဌာနကလည်းပါအဖတ်တွေနဲ့သက်ဆိုင်ရာဝန်ထမ်းတွေကိုကူညီကြဲစေလုပ်ငန်းတွေအများဆုံးဆောင်ရွက်ဖို့ညွှန်ကြားချက်တွေထုတ်ခဲ့တယ်လို့သိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကုလသမဂ္ဂတွင်ရမှုချုပ်ထံမြန်မာပြည်သူများငလျင်ဘေးဒဏ်သင်ခဲ့၍အကူအညီများလိုအပ်ကြောင်း NGO အစိုးရနှင့်တမတ်ကြီးဦးကျော်မိုးထွန်းတို့အစားများအစောတလင်ပေးပို့ခဲ့တဲ့သတင်းဖြစ်ပါတယ်။ကုလသမဂ္ဂတွင်ရမှုချုပ်ထံမြန်မာပြည်သူများငလျင်ဘေးဒဏ်သင်ခဲ့၍အကူအညီများလိုအပ်ကြောင်း NGO အစိုးရနှင့်တမတ်ကြီးဦးကျော်မိုးထွန်းတို့ကအစားများအစောတလင်ပေးပို့ခဲ့ကြပါတယ်။ မလ28ရက်နေ့မှာပဲကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသက်မကြီးဦးကျော်မိုးထွန်းကမြန်မာနိုင်ငံမှာငလျင်လှုပ်မှုနဲ့အတူပြည်သူများအရေးပေါ်အကူအညီလိုအပ်ကြောင်းစာအားကုလသမဂ္ဂအတွင်းမှုချုပ်ထံလိမ့်မှုရေးသားပေးပို့ခဲ့ပြီးမြို့သားညီညွတ်ရေးအစိုးရရဲ့အရေးပေါ်ကြေညာချက်စာများကိုလည်းသက်ဆိုင်ရာတာဝန်ရှိသူများထံအသီးသီးပေးပို့ခဲ့ပါတယ်။ မလ28ရက်မှာမြို့သားညညွေအစိုးရအနေဖြင့်ငလင်လောက်ခတ်ပြီးပြီးချင်းရေးပေါ်စည်းဝေးခေါ်ယူကရေးပေါ်ချင်းနေစီမံခန့်ခွဲမှုဆိုင်ရာပေါင်းဆက်ညီနိုင်ရေးကော်မတီရဲ့လုပ်ငန်းစဉ်များကိုစတင်တည်ဝင်စေပြီးသက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့လိုအပ်တဲ့လုပ်ငန်းဆောင်တာတွေကိုဌာနလိုက်အလျင်မြန်လုံဆောင်ကြရန်စီစဉ်ဆောင်ရွက်ခဲ့ပါသေးတယ်ရှင်။ဆလပီငလင်ကြောင့်သေဆုံးသူမန္တလေးမြို့မှာလူခုနေရာနီးပါးရှိကြောင်းစေုပ်စုကထုတ်ပြန်တော်လဲမြေပြင်တွင်သေဆုံးသူတထောင်ကျော်ခန့်ရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါဦးမယ် ငလင်းချောင်းတည်ဆုံးသူမန္တလေးမြို့မှာလူခုနှစ်ယောက်နှိပါရှိကြောင်းစေအုပ်စုကထုတ်ပြန်ထားပေမဲ့မြေပြင်မှာမန္တကယ်တည်ဆုံးသူတထောင်ကျော်ခန့်ရှိတယ်လို့ဒေသသတင်းရင်းမြစ်တွေကဆိုထားပါတယ်။မလ28ရက်မိုးလယ်ပိုင်းလှုပ်ခတ်တဲ့ငလင်းချောင်းမန္တလေးမြို့မှာလူနေအိမ်နဲ့ဆက်တလောအမြင့်ရှိ Sky Villa Condo တို့မြေကြီးတဲ့နှစ်မြို့ပြိုကျမှုတို့ဖြစ်ပွားခဲ့ပါတယ်။အစ္စလမ်ဘာသာဝင်များအများစုဝိပုယဗလီကျောင်းတွင်မှာလည်းတေဆုံးသူပြည်သူအများစုရှိခဲ့ပြီးရုံလောင်းများမှာမလ29ရက်မနေ့အထိထောက်ယူနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ ရမဲသိမ်းမင်္ဂလင်ကြောင့်ပြည်သူ၁၂ဦးသေဆုံးပြီးဝန်ရွှင်းမြို့နယ်မှာ9ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ရမဲသိမ်းမင်္ဂလင်ကြောင့်ပြိုကျပျက်စီးမှုတွေရှိခဲ့ပြီးပြည်သူ၁၂ဦးသေဆုံးကပျောက်ဆုံးနေသူတွေလည်းရှိနေပါသေးတယ်။အလားတူမိထီလာခန့်ဝန်ရွှင်းမြို့နယ်မှာငလင်တဲကြောင့်ခြေဆက်ပြိုကျကလူ9ယောက်သေဆုံးပြီး90ဦးခန့်ထိခိုက်ဒဏ်ရာရများရရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာတော့အောင်မန်းမြို့ဟိုတယ်အောင်မန်းပြူကြပြက်စီမှုအောက်မှာမိုးလင်းပေါက်ကယ်ဆယ်ရာ25ဦးသက်ရှင်ကဲထုတ်နိုင်ခဲ့တယ်လို့မလ29ရက်မနေ့ပိုင်းနာယေးကူညီမှုအသင်းအောင်မန်းကအတည်ပြုဆိုထားပါတယ်။ကနဦးတရင်ရမြို့သမီး3ဦးသေဆုံးကမြို့သမီး16ဦးမြို့သား7ဦးဆေးရုံပို့ဆောင်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။လရှိမှာစေုပ်စုရဲ့ထုတ်ပြန်ထားမှုအရမန္တလေးမြို့မှာငလင်ကျောင်းတည်ဆုံသူ694ဦးထိခိုက်ဒဏ်ရာရရှိသူ1680ဦးပျောက်ဆုံးနေသူ68ဦးသာရှိတယ်လို့ဖော်ပြထားပါတယ်ရှင်။ internal line ရနေစေငလျင်တန်တဲ့ data ကပြည်သူတွေခါမဲ့ပြည်သူစည်းကမ်းမှာ online ကနေမင်းမျက်နိုင်တဲ့တရင်ကိုတင်ပြပေးပါဦးမယ်။ internal line ရနေစေငလျင်တန်တဲ့ data ကပြည်သူတွေအနေနဲ့ဈာမကြီးပြဿနာတွေကို online ကနေတဆင့်ခါမဲ့ပြည်သူစည်းကမ်းမှာမင်းမျက်နိုင်ပြီလို့ FOC Teleclinic ကဒီနေ့မှာထုတ်ပြန်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ ်အင်လင်တန်တဲ့ဒေတာတွေကပြည်သူတွေအနေနဲ့အချောင်းမြင်းမြောင်းကြောင့်စေယုံစေကန်းတွေကိုမတော်နိုင်ဖြစ်နေပြီးဂျမိုင်းကိစ္စတစုံတရာမင်းမြန်းခြင်းနဲ့ဆိုရင် FOC Teleclinic ချက်ပေါင်းမှာအခမဲ့လာရောက်မင်းမြန်းနိုင်ပြီလို့ဆိုပါတယ် ဈေးကမ်းခွင့်ချိန်နေနဲ့နေ့စဉ်မြန်မာစံတော်ချိန်မနက်၈နာရီကည၁၂နာရီအထိဖြစ်ပြီး QR ကိုစကန်ဖတ်လိုက်တာနဲ့ခါမဲပြည်သူဈေးကမ်း FOC Teleclinic ရဲ့ chat box ကိုတိုက်ရိုက်ရောက်သွားမှာဖြစ်တာကြောင့် chat box ကနေတစဉ်ဆရာဝန်တွေနဲ့ချိတ်ဆက်ပြီးကျန်းမာရေးဝန်ဆောင်မှုရယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ခက်ခဲတွေကိုကျော်လွှားနိုင်မှု FOC Teleclinic အနေနဲ့ပြည်သူတွေနဲ့အတူအသင့်ရှိနေပေးမှာလို့လည်းသိပေးထားပါတယ်။ ငလေးကြောင့်ထိခိုက်ဒဏ်ရာရသူတွေအနေနဲ့နိစ္စရာစေယုံစေကံအကူအညီပေးရဖွဲ့တွေကိုဆက်သွယ်ဖို့တိုက်တွန်းထားပြီးစေယုံစေကံပြဖို့မလွယ်ကူတဲ့အနေအထားမှာ FOC Teleclinic ရဲ့ Messenger ကနေဆက်သွယ်ကကိုကျမ်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်တိုင်ပင်ဆွေးနွေးနိုင်တယ်လို့သိပေးထားပါတယ်ရှင်။ ဆက်လက်တင်ပြပေးမယ့်သတင်းကတော့ငလင်ကျောက်မန္တလေးစကိုင်းနဲ့ခြားနေရာများမှာအသက်အိုးရင်စီးစိမ်ပျက်စီးဆုံးရှုံးခဲ့မှုတွေအလွန်စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့ဒေါ်ဆန်းစုကြည်ရဲ့သားငယ်ကိုထင်လင်းပြောကြားတဲ့သတင်းဖြစ်ပါတယ်။ငလင်ကျောက်မန္တလေးစကိုင်းနဲ့ခြားနေရာများမှာအသက်အိုးရင်စီးစိမ်ပျက်စီးဆုံးရှုံးခဲ့မှုတွေအလွန်စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့ဒေါ်ဆန်းစုကြည်ရဲ့သားငယ်ကိုထင်လင်းကမလ29ရက်မှာဆိုရှယ်မီဒီယာကတက်ဆင့်ပြောပါတယ်။မြန်မာနိုင်ငံရဲ့အကြီးမားဆုံးထိခိုက်စေခဲ့တဲ့ငလင်ကျောက် မန္တလေး၊စကိုင်းနဲ့အခြားနေရာများမှာအသက်အိုးရင်စီစဉ်ပျက်စီးဆုံးရှုံးခဲ့မှုတွေကျွန်တော်အလွန်စိတ်ထိခိုက်ဝမ်းနေရပါတယ်။ကျွန်တော်လည်းချစ်ခင်ရတဲ့သူဆုံးရှုံးခဲ့ရတဲ့သူတွေထိခိုက်ခဲ့ရသူတွေနဲ့ဒီဖြစ်စဉ်မှာအ धिक ကြုံတွေ့နေရသူတွေနဲ့ထပ်တူစိတ်မကောင်းဖြစ်ပါတယ်။မြမပြည်သူပြည်သားများဟာမတူးမိစရာအကြမ်းဖက်မှုများတိုက်ခိုက်မှုနဲ့ဖိနှိပ်ချုပ်ချယ်မှုများကိုကြုံတွေ့နေရပြီးဆင်းရဲဒုက္ခများစွာကိုကြံ့ကြံ့ခံရင်ဆိုင်နေကြရပါတယ်။ ဆရာနာရှင်ရဲ့လူသားချင်းမဆာနာပဲဘာဝဘေးရဲ့နေကြကနေလူသားချင်းဆာနာမှုကင်းမဲ့စွာထပ်မံပြီးလေချောင်းနဲ့တိုက်ခိုက်ခဲ့တဲ့ပေါ်အင်မတန်ထိခိုက်နာကျင်ရတယ်လို့ပြောပါရယ်။ဒါအပြင်မိခင်ဖြစ်သူရဲ့ဆောင်ရွက်မှုနဲ့ဘေးရန်ရဲ့ကာဝေးရမုံငွေကိုမတီတီထောင်ခဲ့မှုဟာအခုချိန်ထိထိုထောက်ပံ့ခြင်းငွေများကိုအခုလိုရေးပေါ်လိုအပ်နေတဲ့ပြည်သူပြည်သားတွေအတွက်ကြိုးရှိရှိထောက်ပံ့ပေးရန်အတွက်ဆရာနာရှင်တစုကသိသိထားမယ်လို့မျှော်လင့်မိတယ်လို့လည်းပြောကြားထားပါရယ်။ နေပြည်တော်ချင်းတော်မှာထိမ့်သိမ်းခဲ့ရပြီးဆက်သွယ်ဖြတ်တောက်ချင်းခဲ့ရတဲ့ကျွန်တော်မိခင်ဒေါအောင်ဆန်းစုကြည်ရဲ့အခြေအနေပေါ်လဲစိုးရိမ်ပူပန်နေပါဗျ။သူမရဲ့လုံခြုံရေးကိုအတီးပြုဖို့နည်းလမ်းမရှိတဲ့အပြင်ဆရာနာရှင်ဘက်ကလည်းလူခွင့်ရေးတစ်ခုဖြစ်တဲ့ဆက်သွယ်ခွင့်ရရှိဖို့ညှင်းပယ်နေတာတွေကြောင့်မိမိကျမ်းမာရေးအခြေအနေကိုစိုးရိမ်မိပါဗျ။ ဆီယနာရှင်ရဲ့ထိန်းချုပ်ကန့်သတ်ထားခြင်းမရှိဘဲလိုအပ်နေတဲ့ပြည်သူတွေစီကိုစေဝါကူညီထောက်ပံ့များအမြန်ဆုံးရရှိဖို့လိုတယ်။မြန်မာနိုင်ငံသူနိုင်ငံသားများဟာဆီယနာရှင်ရဲ့ထိန်းချုပ်ကန့်သတ်မှုမထားတဲ့လူသားချင်းစာနာမှုဆိုင်ရာအထောက်ပံ့အကူအညီအမြန်ဆုံးရပိုင်ခွင့်ရှိတဲ့နဲ့မိမိရဲ့အခြေအနေကိုစိုးရိမ်ပူပန်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ကိုထိန်လင်းကပြောကြားထားပါတယ်ရှင်။ ။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ငလင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများလုံဆောင်နိုင်ရန်အတွက်တင်ချားရေးလုပ်ငန်းရှင်များခေတ္တရဲ့ဆိုင်းကြောင်းစေတက္ကသိုလ်တရန်ကုန်ယာယီတက္ကသိုလ်ကောင်စီကျင်းညာတဲ့သတင်းဖြစ်ပါတယ်။မလ28ရက်နေ့မြန်မာနိုင်ငံလေပိုင်းကိုဗဟိုပြူပြီးလှုပ်ခတ်ခဲ့တဲ့ပြင်းထန်တဲ့ငလင်းကြီးကြောင့်ပြည်သူများထိခိုက်ခံစားရသည့်အတွက်စေတက္ကသိုလ်တရံကယာယီတက္ကသိုလ်ကောင်စီရဲ့ဆရာဝန်တန်းចောင်းသားចောင်းသူများမှမြမပြည်သူပြည်သားအားလုံးနဲ့ထပ်တူဝမ်းနဲ့ခံစားရတယ်လို့ဖော်ပြပါရတယ်။ ဆောင်သားကျောင်းသူများရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာများပြန်လည်ကူစားနိုင်ရန်နဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုံဆောင်နိုင်စေရန်အတွက်စေတက္ကသိုလ်တည်ရန်ကုန်ယာယီတက္ကသိုလ်ကောင်စီရဲ့သင်ကြားရေးလုပ်ငန်းစဉ်များအားလုံးဆောင်မွေးပွဲဖြည့်ဆွရန်စီရင်ပေးသွင်းမှုများစစ်ဆေးနေဆဲနှင့်စစ်ဆေးမြစ်ဆောင်မွေးပွဲများ live lectures များကို2025ခုနှစ်ဧပြီလ19ရက်နေ့မြန်မာနှစ်ဆန်း3ရက်နေ့အထိရန်ဆိုင်ထားမည်ဖြစ်ကြောင်းဆိုပါရစေ။ ဧပြီလ19ရက်နေ့ကနေစပြီးတန်းစင်လိုက်တင်ကြားရေးနဲ့ဆောင်းမိုးပဲဖြစ်စဉ်များအတွက်ကြေညာချက်များထုတ်ပြန်ပြီးဆက်လက်ဆောင်ရွက်သွားမယ်လို့ဖော်ပြပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့လူမြောက်နယ်မြေကငလျင်တန်တဲ့ပြည်သူတွေကိုအရေးပေါ်ကူနိုင်မှုဆိုတော့ပြည်ပြကျော်သိမ့်လက်မှတ်ရေးထိုးထားတဲ့ဂစ်တာလေလံတင်မဲ့သတင်းဖြစ်ပါတယ်။ ပြည်သူ့ကြောသိန်းကော်မတီအနေနဲ့လူမျိုးနယ်မြေကငလျင်တန်တဲ့ပြည်သူတွေကိုရေးပေါ်ကူနိုင်ဖို့နောက်တစ်ပတ် April 9ရက်နေ့စနေနေ့ Riverside Theater မှာကျင်းပမယ်ဖြူဖြူရင်စီတနီရှိုးမှာပစ္စည်းသုံးမျိုးကိုလေလံတင်ပြီးအမူအရကောက်ခံဖို့ဆုံးဖြတ်ထားတယ်လို့ဖြူဖြူရင် Australia Team ကဖော်ပြပါတယ်။လေလံတင်မဲ့ပစ္စည်းတွေကတော့ဆိုတော့ဖြူဖြူကြောသိန်းကိုတိုင်းတိခတ်ပြီးလက်မှတ်ရေးထိုးထားတဲ့ဂီတာတစ်လက်၊ထားထက်ထက်ကိုတိုင်းထိုးထားတဲ့ handmade တစ်ချောင်းတို့အယုတ်၊ဂန်ဂောဘင်တစ်ပင်တို့ဖြစ်ကြပါတယ်ရှင်။

င်းလင်းပြင်းအခြေအနေကတော့တနင်္သာရီကံယူရန်ရခိုင်ကံယူရန်မြို့ဝကျုံမော်ဒေသတွေနဲ့မုံတမခွေတို့မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနင်္သာရီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။မိုးချီနေကတော့တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။စကိုင်းတိုင်းဒေသကြီးမှာတိမ်အထင်တင်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာအများအပြားသားရနိုင်ပါတယ်။နေအပူချိန်တွေကတော့မြန်မာနိုင်ငံဒေသတချို့တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။ မြူချီနေကတော့စကိုင်းတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရော်ရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမနက်ပိုင်းမြူထူတွေကြာဆင်းနိုင်မှာကြောင့်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကရက်သက်သက်ပတ်မိုးလေဝသအခြေအနေတွေကိုထုတ်ပြန်ပေးထားပါတယ်ရှင်။အခုဆက်လက်ပြီးနားဆင်ကြရမှာကတော့တော်လှန်ရေးကြပြာအနေနဲ့နေသွင်းနိုင်ရေးသားပြီးຫນွေဦးမိုးရွတ်ဖက်ထားတဲ့ အယုတ်ကျိုးပြတ်တည်င်းရုတ်တန့်လို့အမည်ရတဲ့တော်လှန်ရေးကြပါကိုနားဆင်ကြရတော့မှာဖြစ်ပါရဲ့ရှင်အယုတ်ကျိုးပြတ်တည်င်းရုတ်တန်တငယ်ချင်းဖယားကိုဓာတ်လောက်ငမကိုးကြတော့တန်တရာမှာငရဲလန်းဆိုတယ်ပြစ်စုပ်ပံမှာဓာတ်ထမ်းပြီးຫນွေစကန်းစီသွားတော့မယ်တဲ့အဝတ်တထဲကိုတခုဟာ တိုင်းပြည်တခုတိဆောက်တယ်လို့ မိုးလင်းလို့တိုင်းပြည်တစ်ခုတည်ဆောက်တယ်လို့အိယာထလို့နောက်ကျောမှာဘက်တော်မှာလက်နက်မချတက်တူးနဲ့ယုံကြည်ချက်စာအုပ်ကိုခါမှထိုးထားတဲ့တငယ်ချင်းပြန်မလာသူရဲ့တချင်းကိုဆိုပြီးပြန်မလာသူရဲ့လိပ်စာကိုရှာမိမင်းအမေတော့မင်းတရင်တေတယ်လဲမသိမင်းတရင်ရှင်တယ်လဲမချမင်းအမေအိမ်ရှိကချက်တကားမင်းပြန်လာမလားလို့ တော့ပေါက်တန်လန်ချိတ်ထားတယ်။ငါကတော့အဲ့ဒီနေ့ကငါအခန်းထဲကရုပ်တံကိုထုချေဖောက်ခွဲပစ်လိုက်တယ်။ကြပြားစရာနေသွင်းနိုင် တ်တာရှင်များရှင်အခုနောက်ဆုံးအနေနဲ့တိုင်းရင်းသားဘာသာစကားနဲ့တည်င်းထုံးလွှင့်မှုစီစဉ်မှာတော့ကချင်ဘာသာဖြစ်တဲ့ဘက်အတွင်းတည်င်းတွေကိုဗရန်ရှယ်ရီမှဖတ်ကြားတင်ပြပေးပါရမရှင်။ စောရိုက်ကျရဝန်ပေါ်မြူရှာနီယောင်ဝီပြောစင်ဆာငါမြကလောရေဒီယိုအန်ယူဂျီအာပတ်မင်မန်ပြင်လဲဝါဆိုင်ပန့်တုံရှိကနေဖဲငိုင်းပဒံရှိကောနာထွန်ရှလန်ရမတော်စနာရယ်ရရှောင်းနန်ကုနာမုံရှာအပတိချိုအလမ်တဲမုံရှာရရှောင်းငိုင်းမြဖဲရှင်ဒူတာအန်တိုင်းငါနာကန်ကုံဆမ်ကမ်စနေရှိကပဲတာမတညာနာရယ် မုံရှာဖာချီကျော်လမ်းချေမုံရှာနီယာရာရှောင်းအမီဖေရှင်ဒူထန်တိုင်းငါနာကန်ကုမ်ဆမ်ကမ်ဒူဝါလရှိလာမတ်စတာကုနငါယာရှိနီကလောအိုင်ထောက်ပိုတီဖော်ဖာငါလီနီမီပရင်မန်တာဆွန်နေဝိုင်ရဲအန်ချာရမ်လမ်ဖုန်နီချာကောင်ကျိုင်လမ်ချေဒွန်ချန်နေလမ်နီကွန်ပျွန်ငါအိုင်ရဲယာငါယာမုံရှွာအမရာရှကွန်းဆွန်ထိုင်လိုက်အလမ်နီမိုငါအိုင်ရဲအန်ချေကောမုံရှွာဖာချီကျော်လမ်ချေ မောရှွာအရရှောင်းအမြစ်ဖဲရှင်ဒူတာအန်တိုင်ငွေဖဲကျေနာရှွန်မြူအိုင်ပကားမီချမုံအဆက်အမနုံနဲ့ဒရမ်လန်ချစကွတ်ချငိုင်းနိဖဲမြစ်တုံငါငိုင်းတဲမကျော်မောရှွာဖဲငိုင်းခုနာစတီချိုကာဆွမြူငိုင်းအန်တဲတန်ကိုအန်ချာအန်ကွန်နိဖဲကခင်းကွမ်ဂျန်ရိုင်အချန်ရေယန်ငါယာငိုင်းချေခရမန်တချူကိုမယက်လုံးလုံးလပန်မုံကချချငါလက်ရမလန်အောင်ချောင်းနာမတူရှကွတ်ငိုင်းရေငါနာကန်ကွမ်ဆမ်ကမ်ဆွနေရေ တဲချန်ကအန်ယူဂျီအစိုးရဖုန်နီမိုမုံထတဲ့လူရှောင်းလာမတူရှကုတ်ငါမအိုင်ငါနာမတွစနေဝိုင်လာမကျဲလို့အိုင်မတွနာမုံဖောင်အစိုးရတဲ့မုံတော်ဖက်ဒရယ်ယူနစ်ဒီယန်လပရန်ပေါင်းစကရုပ်ကော်မရှင် FSCC တဲ့စကိုင်းဖက်ဒရယ်ယူနစ်ရပ်တော်နေခရမ်ဆုပုံပန်ဖောင်ချကန်ကမ်ဆမ်ကမ်တဲ့ခရမန်တချူရှောင်းလာမရှိကပဲတမ်တညာနာရယ် มงปองสุยาเจมุงทัวร์เฟดเรย์ยูนิตนีบรนด์ปองกรูไปคอมมิชชั่นเอฟซีซีเดสกายเฟดเรย์ยูนิตรับตัวนี้คิดว่าคงคงงานในมาสเตอร์คุณนายชนีซุมคูนาครุมสุเปลวายลำเจลุไอเอ็นยูจีสุยากันคุมสามกามทัวร์และชิลาพงพกาสงอดายปาสกายเฟดเรย์ยูนิตปรางวันละจอนิงทางครั้งบนพังอุบดีพรังเจแซงนาตาตุกลงไอลำเจชงนำบงลิมซีนีเดแซงนาสังลังสุนันเลวายเร่ ไดพังเอฟเอสซีซีนาลิดง่ายนิกอนนามงสกายเฟนเรชันนิรับตัวอะกลองง่ายลำนิชานิมูกินแนบองบัญชครบนาชองนำบุนิมซีนิตาจอมปองกลอดูนามาดูมีครมตัวจันไรวามาไอเรสปองเจมงพงอสุยาเจเอฟเอสซีซีนิบอการกุมสัมกามดูวาลชิลาหนึ่งดาวหนึ่งบอมงพงเคร่งมังตะจุมาวันไข่จันอามุมดูพงนามงพงเคร่งมังนี้ FSCC နာလစ်ငိုင်းနီစာတုံနာ Sky Federal Unit Rep တို့အနေပေါ်နေတောင်းနေပေါ်တဲ့တက္ကစာနေမုံရှောင်းလုံးလဲဝိုင်လာကျေလူအိုင်မတူနာတနားရီလီတိုလမ်ကပါနာလဝမရထခင်အေပုံဖုံတပ်နေတဲ့ကွန်ရှင်မြန်ပြန်တပ်နေမကြံပင်ငါရှိကပဲတာမတူညာနာရယ် တနိုင်လီတိုလမ်ကိုပါနာလဝမရမ်ကောက်တာကွန်ရှက်မြန်ပြန်သက်တဲ့ပီတုစစ်ဖုန်နေတဲ့ KA ဝဲအွန်နိုင်ပုံဖုန်တပ်နေမတ်တာခွန်မငါရရှိနေဒုခရာမကြမကြအာတင်ရံရေငါနာ can a shiga transna the pona sunere komsha myan phan da mpuna min si tan pi tu se phon ni ko tanai li tho lam tho na lawa mre ma ga te thu shu twa mi jo ma chan pin ga na man ka thong kik tha nga ai komsha myan phan tap te ka mai bi hwa cha nga ai komsha myan phan tap ni ပြန်ကွန်ချက်ငိုင်းလမ်းစနေရီကုရှမ်းမြန်ပြန်တပ်နေကိုလေဝါဆိုင်မစုံရမ်းကောနာမရန်ကထုံကိခဖေပတ်နာ တန်ရှမုရှ်ပတ်ဝိုင်ဇွန်မိစီတန်ပြည်သူစစ်ဖုန်နေမောလဝမရေမကားတဲ့ထူးရှ်တဝိုင်ငါနာမတုစနေရီတာတူတန်တာကေအေဝေအွန်နိုင်ပုံဖုံတပ်နေတဲ့ကွန်ရှင်မြင်ပြန်တဲ့အမှုနာခလာယခွန်ဆန်စကူရှိစနစ်တွန်ပန်းချငါအိုင်ခလာယမဆောမိစီတန်ပြည်သူစစ်ဖုန်နေမကြံလက်ငါတင်ရောင်းရဲလာချင်းလို့အိုင် မကြနာမကြော်လောမရေချဲမကောက်ခုပြနာမုံမရေမရှာနေဖြန်လော့တဲတဲ့ကိုရင်ရငိုင်းလမ်းချေလွယ်ရယ်ကွန်ရှယ်မြန်ဖြန်တက်မြေကောဖကနင်ချန်ကတာနာတနာလီထိုလမ်းချင်းယောင်ဘုတာအိုစံပရာဘုလမ်းတော်ချေဝိုင်းမော်လမြောင်မကားတဲ့မောဖြန်ရှမှုရှမော့နာ มมชานิเพอติกนาเจ็บสันเละเรียมเวมัดวายลามจินราชิกานิกนาเจนูเอรีกียอีปองพองตับนิโมมันมอมเรเพเซบซีซิงลาลูครามตุชกุดงาติงยาเรลามกียอีชิกาทรชนาตับกนาสุนทายลามเจนูกไอပတ်မင်းမန်ပြည်လိုက်ဝဆိုင်ပါရှမရှိကနေဖဲအကြောင်းရွှေရလမောင်ကိုအကျรကောင်းဆိုင်ကူရဲရေဒီယိုအန်ယူဂျီယာရှိကနေจဲุဗလာမတ်ชานငยองเพိုက်ဂျူဝန်ပေါ် ဒီကနေ့ကတော့ဒီညနေပဲ Radio NUG ရဲ့အစည်းအဝေးကိုခਿੱတရရနိုင်ပါမယ်။မြန်မာစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံးဖြတ်ကြပါစို့။ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းဒို16မီတာ7.3မှ9.5 MHz ၊ညပိုင်း၈နာရီခွဲမှာလိုင်းဒို25မီတာ17.3မှ9.5 MHz တို့မှာဓာတ်ရိုက်ဖန်ယူနိုင်ပါပြီ။မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှပြကျမ်းမာချမ်းသာလို့ ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆုတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်သွေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာအ미သားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလှုပ်အားပေးကြရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်။